နောက်ထပ်ဒုတိယမျိုးစားသမာဓိဘာဝနာဆိုတာကဘာလို့ဆိုလို့ရှိလဲညာနာဒသနာပဋိလဘာဒေဝစကုညာအမြင်ကြီးကိုရဖို့ရအတွက်ဖြစ်ပွားစေတဲ့သမာဓိဘာဝနာမျိုးတော့အာဒုတိယအမျိုးအစားတစ်ခုအင်းဒေဝစကုဘိညာဉ်ဆိုတာဟာသိချာစဉ်းစားကြည့်သဘာဝကိုကြည့်နေစေဒေဝစကုဆိုတာ စွန့်ရင်ထက်မြက်တဲ့ဉာဏ်မျက်စိကိုပြောစွန့်ရင်ထက်မြက်တဲ့လက်မျက်စိမျိုးအပိယင်မျက်စိမျိုးမျက်စိဆိုတဲ့သဘာဝတရားမှာစဉ်းစားကြည့်ဘာလိုအပ်တယ်လဲဆိုအလင်းရောင်လိုအပ်တယ်အလင်းမရှိဘဲနဲ့ဘယ်သူမျက်စိမှမမြင်နိုင်ဘူးနော်အလင်းဟာအတ္တမအရေးကြီးတယ်အဲ့ဒီတိုင်းပဲဒိဗ္ဗစက္ခုမှလည်းပဲအလင်းလိုအပ်အလင်းလိုအပ်တဲ့အတွက်ကြောင့် အာလောကတိညာဆိုတာပွားရတယ်အာလောကတိညာအာလောကကတိုင်းကိုပွားပြီးတော့နော်အမြဲတမ်းသူ့စိတ်ထဲမှာလင်းနေမောင်ကြီးတဲ့နေလည်းသူ့စိတ်ကလင်းနေအဲ့ဒါလို့လင်းနေသည့်အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဒိဗ္ဗစက္ခုကအမှန်တန်ကအစွမ်းထက်တယ်ဒိဗ္ဗစက္ခုအဘိညာဉ်ကိုသုံးချပြီးအမာရိစွမ်းအားနဲ့ဒိဗ္ဗစက္ခုနဲ့ ကိုကြည့်ကျင်တဲ့အရာကိုကြည့်ကျင်ပြီဆိုလို့ရှိရင်ဒီတိုင်းတန်းပြီးတော့ကြည့်လို့မရဘူးကိုကြည့်မဲ့အာယုံရှိရာကိုအလင်းအလင်းကိုပထမဖန်တီးရတယ်အလင်းမဖန်တီးဘဲနဲ့မမြင်နိုင်ဘူးဥပမာဗာနဲ့လူလုံးဆိုရင်ညမောင်ထဲမှာကြည့်ကျင်လို့ရှိရင်ဓာမီလေးနဲ့ထိုးပြီးတော့ကြည့်တယ်ဓမီလေးထိုးလိုက်လို့ရှိရင်ဓမီနဲ့တဲ့နေတဲ့အရာတွေအားလုံးမှာလင်းလင်းချင်းချင်းမြင်နေရတယ်ဟုတ် အဲ့လိုမြင်နေရတယ်လို့ပဲဒေဝစကုနဲ့မြေကြီးအောင်ကိုကြည့်ကျင်တဲ့ဆိုရင်ကိုကြည့်ကျင်တဲ့အတိုင်းအတာလိုက်အနည်းအောင်ကိုဖြန့်ကျက်လိုက်ဖြန့်ကျက်လိုက်လို့ရှိရင်အဲ့ဒီအနည်းနဲ့မှပေါ်လာတာမှန်တယ်များကိုမြင်ရစัจ java လာတထောင်ကိုကြည့်ကျင်တဲ့တထိုင်နေဆိုရင်စัจ java လာတထောင်ကိုအလင်းဖြန့်လိုက်တာဖြန့်ပြီးတဲ့အခါမှာအဲ့ဒီအလင်းအောင်တွင်ရောက်လာတာမှန်တယ်များမြင်ရတယ်အလင်းအောင်ရဲ့အပြင်ဘက်ကဟာမှမြင်ရဒါကြောင့်မို့လို့ အဲ့ဒါလို့အလင်းဖြန်နိုင်လောက်အောင်စွမ်းကြည့်တတ်တဲ့တမာရီမျိုးကြတော့ညာဏဒသနာပဋိလမ္မာယဧဝဆကုညာအမြင်အတွေ့အသုံးချတဲ့တမာရီဘာဝနာလို့ခေါ်တယ်မြတ်စွာဘုရားဟာတတ္တဝါတွေကိုကြည့်တယ်ဧဘဇဂုဣတရေရတဲ့အရှင်နုရုဒ္ဓမထေရ်စัจ java လာတထောင်ကိုအမြဲတမ်းကြည့်တယ် ဟောဒီအလင်းပြန်ပြီးတော့ကြည့်တာ